အော်ဒီသားသမီးများအတွက်ကျွန်တော်တို့ပတ်စဉ်တောက်ကြနေညနေ6:00နာရီဆိုရင်ကျွန်တော်ပုံမှန်တင်ပြနေကြဖြစ်တဲ့ဒုက္ခကျေပွင့်တဲတော်နမိတ်ကလေးပေါ့နော်တဲတော်ဟော့စတန်လေးထားကြပြီးမှဖြစ်ပါတယ်ဒါပတ်စဉ်တောက်ကြနေညနေ6:00နာရီဆိုရင်ကျွန်တော်တို့ပုံမှန်တင်ပြနေကြပါမယ်ဒါပေပြီးခဲ့တဲ့ဒီပတ်နှစ်ပတ်တုန်းကကျွန်တော်ရက်ကြီးလေးမလုပ်ဖြစ်ဘူးပေါ့နော်မလုပ်ဖြစ်ဘူးဆိုတာလဲအကြောင်းနှစ်ခုတော့ရှိပါတယ်တစ်ခုကတော့ကျွန်တော်ရာသီအခုကြောင်း မာကျမ်းမာရေးအခြေအနေအရရဲနောက်တစ်ခုကကျွန်တော်တို့ယူရမင်္ဂလာချံနေ့စဉ်နဲ့မြရောက်ရှိလာကြတဲ့9ရက်သားသမီးတွေပေါ့နော်။ရပြလာတဲ့9ရက်သားသမီးတွေရဲ့အလုပ်တွေတာဝန်တွေဝတ္တရားတွေကုညီဆောင်ရွက်ပေးမှုတွေအခြေအနေမှာမလတ်နိုင်အောင်ရှိတဲ့အတွက်ကျွန်တော်တို့ရိုက်ကူးရေးအပိုင်းတွေမှာအားနည်းတော့ဒီတစ်ပတ်ကတော့မဖြစ်မနေကျွန်တော်တို့ရိုက်ကူးပြီးတော့တင်ပေးတာပါ။ဒါတော့မှနှစ်ခါခွဲပြီးလုပ်ရတာပါနော်။ ဇာတာပရိသသမီးတွေအတွက်ကျွန်တော်တို့တဲတော်နမိတ်ရှိပါတယ်အဲ့ဒါပါလဲဆိုတော့ဓာဘယင်ဆိုတဲ့သင်္ကေတနမိတ်ပါအဲ့တော့နမိတ်အတိုင်းဆိုရင်တော့ဒီနမိတ်ကဘယင်နမိတ်ဆိုတော့မကောင်းလားဆိုတော့လည်းကောင်းပါအဲ့တော့အလုံးကိုင်းတွေအကြံတီတွေစိတ်ကူးတွေရည်ရွယ်ချက်တွေမျှော်လင့်ချက်တွေဟာအောင်မြင်မဲ့အချိန်ကာလတစ်ခုပါပဲနော်ဒီကာလမှာအလုံးလောက်ကိုင်းနေတဲ့သူတွေဆိုင်တဲ့အလုံးထက်မှာအောင်မြင်နိုင်တယ်အလုံးထက်မှာဖြစ်ထွန်းနိုင်တယ် လူထက်မှာယာတုတူတာတွေလာတာတူတာတွေနေရာကောင်းရတာတွေဂျုံနိုင်ပါလေဒါမဲ့သူ့ရဲ့နမိတ်ကဓာနမိတ်တော့လေဓာနမိတ်ဆိုတော့အတိုက်ခံလေးတွေဂျုံနိုင်တာပေါ့အနောက်ချက်ကလေးလည်းဂျုံနိုင်တာပေါ့ဆိုတော့အတိုက်ခံတွေအနောက်ချက်တွေဂျားရရပဲဂျာလာပိသသမီးတွေအောင်မြင်မဲ့ကံတာမျိုးရှိတယ်ကိုပိုင်သေးပွားရေးလုပ်ငန်းလုပ်ကင်နေတဲ့ဂျာလာပိသသမီးတွေဆိုရင်အလုံးမှာလုပ်ငန်းပြိုင်အပြိုင်ဆိုင်လေးတွေလည်းပေါ်တတ်ပါတယ် ဒါပေမဲ့အောင်မြင်နိုင်တဲ့ကံတရားမျိုးရှိပါတယ်။ခြေတော်လေးသားသမီးတွေကိုအကြံဉာဏ်ပေးချင်တာဒီကာလတွေမှာအပြိုင်တိုင်းတွေပေါ်တဲ့အခါအနောက်ဆက်တွေပေါ်တဲ့အခါတိုက်ခံတွေပေါ်တဲ့အခါပေါ့နော်လုံးဝနောက်မတွန်ပါနဲ့။နော်အာမလျော့တော့ပါဆက်လက်ပြီးတော့ကြိုးစားထုတ်ပါအေကံမှုချက်အောင်မြင်မှာနော်အောင်မြင်ခါနီးမှုလို့အတိုက်ခံကြုံတယ်ဖြစ်မြောက်ခါနီးမှုလို့ခက်ခဲကြုံတယ်လို့သဘောထားပြီးတော့ တေသာဘောအခက်ခဲတွေကြုံတဲ့အခါမှာငါတို့ကအောင်မြင်တော့မှာပဲငါတို့ကတေသာဘောဖြစ်ထွန်းတော့မှာပဲဖြစ်မြောက်တော့မှာပဲလို့ကြံ့ကြိုင်တဲ့စိတ်ရဲရင်တဲ့စိတ်နဲ့ကြိုးစားအားထုတ်မှဆိုရင်မျိုးရစီပွားရေးတွေအလုပ်ကံကြံတည်တွေပို့ပြီးတော့အောင်မြင်သေးမှာဖြစ်ပါလားဒါဆိုဂျာလာပြေသာသမီးတွေကမှာကိုယ်အနေနဲ့လုံးရင်ကောင်းမလားမကောင်းလားလုံးတင်လားမလုံးတင်လားအဲ့လိုမျိုးစဉ်းစားနေတဲ့ဂျာလာပြေသာသမီးတွေရှိရင်တစ်ခုလောက်ဟိုက ပြန်မေးကြမှာပေါ့နော်အဲ့ဒါဘာလို့ဆိုအခက်အခဲတွေရင်ဆိုင်နိုင်တဲ့တတ္တိစီလာတတ္တိစီရင်လုံးတင်နေနဲနဲအနောက်ဆက်လေးတွေဂျုံနိုင်တယ်အဲ့ဒီအနောက်ဆက်လေးတွေကိုကြော်လွားနိုင်တဲ့ကြံ့ခိုင်တဲ့စိတ်ဓာတ်ရှိလားကြံ့ခိုင်တဲ့ကိုယ်ကိုပြန်မေးရမှာပေါ့နော်ဒါမျိုးရှိတယ်တည်တဲ့ဘောက်ရှိတယ်စိတ်ဓာတ်ရင်ကျက်တယ်ဆိုရင်တော့အလုပ်တွေကိုရဲရဲသာလုပ်ပါအေကံမုစ္စာအောင်မြင်နိုင်မှာပေါ့နော်နံပါတ်1က ဒီငွေကြေးနဲ့ပတ်သက်တဲ့ကံတာအပိုင်းပေါ့နော်ငွေကြေးနဲ့ပတ်သက်တဲ့ကံတာအပိုင်းမှာကျတော့တဲတော့နမိတ်ဆိုရင်သစန်းဆိုတဲ့နမိတ်ကြတော့သစန်းဆိုတာကျွန်တော်နေမင်းကထွန်းလင်းတောက်ပါလေအဲ့လိုနမိတ်မျိုးပါပဲအဲ့တော့အင်မတန်မှကောင်းသော နမိတ်ပါဒါကိန်းလုံးနဲ့ပြောမှဆိုရင်တရားမှာ69ရာခိုင်နှုန်းလောက်ငွေကြေးနဲ့ပတ်သက်တဲ့ကံတာတွေကတော့တော်တော်လေးကောင်းပါလေဒါလည်းကိုယ်ကပြောခဲ့သလိုပဲဇွဲလုံးလောက်ဝရိယနဲ့ကြိုးစားတယ်တစ်ဖက်ကပြန်ကြည့်ရတဲ့အခါကျတော့ ငွေကြေးအရာအခြေအနေအများကြီးကောင်းဒါမှမဟုတ်ဒီချိန်မှာငွေကြေးအခက်အခဲတွေရှင်ပြေလည်တယ်ရစရာတွေရတာလို့ပေးရတယ်ရှိတာပေးနိုင်တာလို့လူချင်းလူကင်များတာလို့ပေါင်းနေဆက်ဆံရေးတွေအဆင်ပြေတာတွေအောင်ကျမ်းမာရေးရာစူးစူးရွားရွားအញ្ញံခိုက်တွေကြီးကြီးမားမားအញ្ញံခိုက်တွေတော့မရှိပါဘူးနောက်တခြားတခြားသောပညာရေးနဲ့ပတ်သက်တဲ့ကဏ္ဍတွေထွန်းလင်းတောက်ပါတာတွေရှိတယ်အောင်မြင် ဖြစ်ထွန်းတာတွေရှိတယ်ဘာသာရေးနဲ့ပတ်သက်တဲ့အဓိဋ္ဌာန်တွေဖြစ်မြောက်တာပေါ့နော် ဒါတော့ပြောစရာလေးကတော့နောက်တစ်ခုရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့ကျာတာပရိသတ်သမီးတွေရဲ့ကံတရားမှာအမျော်လေးမနဲ့စူမျိုးသားချင်းနဲ့ကိုနဲ့ကြားထဲမှာအတိုက်ခံလေးတွေအနေချင်းကြုံရတတ်တယ်အဲ့တော့စူမျိုးသားချင်းနဲ့ပူတဲ့ပေါင်းဆက်စက်တူလုပ်ငန်းလုပ်ဖို့အတွက်ကြိုးစားအထုတ်နေတဲ့သူတွေချင်းเนาะနည်းနည်းလေးသတိထားပြီးတော့လုပ်အောင်ပါပေါ့နော်နောက်ချေးအင်တော်ကြီးနဲ့ပတ်သက်တဲ့ကံအချေးအင်တော်ကြီးနဲ့ပတ်သက်တဲ့ကံမှာကြတော့ဘာရှိလဲဆိုတော့ကိုအနေနဲ့အလုံးနဲ့ ချစ်သူစီးပွားရေးလုပ်ငန်းနေနဲ့အိမ်ဆောင်ရေးအဲ့နှစ်ခုရဲ့ကြားထဲမှာလွန်ဆွဲပြီးတော့အခြေအနေရေးပိုင်းတွေမှာနည်းနည်းကိုယ့်ဘက်ကဟာသွားတာမျိုးဖြစ်တတ်ပါတယ်။ဒါမှမဟုတ်အလုပ်တွေလုပ်တာလဲလုပ်တာတစ်ပိုင်းပေါ့အခက်အခဲတွေညင်ဆိုင်ကြော်လွှားတာလဲတစ်ပိုင်းပေါ့ဒါမဲ့ကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့ဆွေမျိုးသားချင်းကိုယ်ရဲ့လုပ်ငန်းဆောင်အုံးတွေပြန်ပြီးတော့ဘီယူဆိုင်ဖို့လိုအပ်ပါတယ်เนาะဒါကတော့အခြေအနေအရင်းမှာအဓိကလိုအပ်တာကတော့ ရှားသာပလေးသားသမီးတွေအတွက်တကယ်လိုအပ်တဲ့အရာဘယ်ရလဲဆိုရင်ဘဲလန့်ဖြစ်ပါတယ်ဘဲလန့်ညီမအောင်မြင်မှာပေါ့နော်အဲတော့ကြာတာပရိသတ်သမီးတွေအတွက်ကျွန်တော်တို့အကျိုးပေးတဲ့ကံကောင်းတဲ့အရာဘာយ៉ាងနေရှိလဲဆိုရင်နံပါတ်1ကအနဲ့ရောင်ကောင်းတယ်နံပါတ်2ကအဖြူရောင်ကောင်းတယ်အဲတော့အကြောင်းကြီးရဲ့ကိစ္စရှိတဲ့ကအနဲ့ရောင်လေးတွေအဖြူရောင်လေးတွေဝတ်ပါကံကောင်းတဲ့အကျိုးပေးတဲ့ lucky number ကလေးတွေကတော့9ခန်းနဲ့2ခန်းပေါ့2ခန်းနဲ့9ခန်းဖြစ်ပါတယ် မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုထမ်းရခဲပေါ့ထမ်းလျရခဲကိုခဲပေါ့နော်ထမ်းလျရခဲကိုခဲကိုကတ်လို့ပူဇော်ဦးကျဆုတောင်းရပါတယ်။ဒါဆိုရင်မကောင်းတဲ့ကံတာအញ្ញံခိုက်ပြီးပြပြပြီးတော့ကောင်းကျိုးလိုရာစံတရရှိစေမှာဖြစ်ပါတယ်နော်။အဲတော့ကျွန်တော်ယူရောမင်္ဂလာချမ်းကိုမြည်သူမဆိုလာရောက်ခဲ့ဖို့အတွက်အားလုံးကိုဖိတ်မှန်ကပြုပါတယ်။ပြီးခဲ့တဲ့ပတ်ဒီတော့ဟောစတန်လေးတွေမတင်ဖြစ်တယ်ဆိုတာလည်းပဲ ကျွန်တော်ရဲ့မိတ်ဆွေတွေကိုမလေးစားတာမဟုတ်ပါဘူးเนาะအချိန်မြဲအမြဲတမ်းလေးစားပါတယ်တန်ဖိုးလည်းထားပါတယ်ဒါကြောင့်စင်သက်မပြတ်လည်းရိုက်ကူးနိုင်အောင်ဆက်လက်ကြိုးစားသွားမှာဖြစ်ပါတယ်နောက်တစ်ခုကဒီလကုံလောက်ဆိုရင်ကျွန်တော်တို့ယူရောမင်္ဂလာချမ်းကယူရောမင်္ဂလာချမ်းရဲ့ daily ခါတော်ဘူး hostel လေးတွေလည်းရိုက်ကူးပြီးတော့တင်ပေးနိုင်အောင်ဆက်လက်ပြီးတော့ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်ဘာသာရေးမြင့်တဲ့ငါရဲ့ချင်းတဲ့ဗရာအပီပေါင်းဆိုတဲ့ပဒီလေးတွေ နောက်ဝါစိန်ဤအဆောင်လက်ပတ်လေးတွေဝါစိန်ဤအင်းစမဖျောင်းနိုင်တော်လေးတွေတရားရသောအဆောင်ရတရားပစ္စည်းတွေအလိုရှိတယ်ဆိုရင်လည်းကျွန်တော်တို့အယူတော်မင်္ဂလာချမ်းမှာလာပြီးတော့ဝယ်လို့ရပါတယ်တချို့မလာရောက်နိုင်တဲ့သူတွေဆိုရင်လည်းအွန်လိုင်းကနေပြီးတော့ဖိုင်ဘာကနေပြီးတော့ဆက်သွယ်ပြီးတော့မှာနိုင်ပါတယ်နော်ကျောင်းရဲ့မိတ်ဆွေကြာသာပတိသာသမီအပေါင်းကိုယ်ချမ်းပါခြင်းစိတ်ချမ်းပါခြင်းနဲ့ပြည့်စုံကြပါစေလူရဆန္ဒတလုံးလိုပါလေရရှိကြပါစေနော် တော့အခုကတော့ယာတိဥတ္တရတော့စောင်းနှင်းကာလာဆိုတော့ကျွန်တော်တို့ယူရောမင်္ဂလာချမ်းမှာနည်းနည်းလေးအေးလာပြီဆိုတော့ချမ်းမကြီးအထူးသတိထားရတဲ့အချိန်ကာလဖြစ်ပါတယ်။ဒါကျွန်တော်မိတ်ဆွေတွေလည်းအေးတဲ့နေရာဒီသားမိတ်ဆွေတွေလည်းချမ်းမကြီးကူဆိုင်ကြပါနော်။လိုရာဆန္ဒပြေဝကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်နော်။ ကျွန်တော်ရဲ့မိတ်ဆွေတောက်ကြသားသမီးများအားလုံးမင်္ဂလာပါနော်တောက်ကြသားသမီးများအတွက်ဗတ်စင်တောက်ကြနေ့ညနေ6:00မှာကျွန်တော်တို့ယူရောမင်္ဂလာချမ်းနေပြီးတော့ပုံမှန်ပြီးရိုက်ကူးရေးလုပ်ပြီးတော့တင်ပြနေကြဖြစ်တဲ့ဒုက္ခကျေပွင့်တဲတော်နမိတ်ဖြစ်ပါတယ်ဒီဟောဒရန်လေးကဗတ်စင်တောက်ကြနေ့ညနေ6:00ဆိုရင်ကျွန်တော်တို့ပုံမှန်တင်ပြနေကြပါပဲနော်ဒါပေမဲ့ပြီးခဲ့တဲ့တစ်ပတ်နှစ်ပတ်တုန်းကကျွန်တော်တို့မတင်ဖြစ်ဘူးပေါ့ဒီကမတင်ဖြစ်တာကတော့အကြောင်းနှစ်ခုဖြစ်ပါတယ် တခုကကြတော့ကျွန်တော်ရာသီအကူအပြောင်းကာလာဒီမှာကျမ်းမာရေးချိန်နေရမရိုက်ဘူးနိုင်တာပေါ့နောက်တစ်ခုကကြတော့ကျွန်တော်တို့နေ့စဉ်နဲ့များများပြားလာတဲ့အယူတော်မင်္ဂလာချမ်းရဲ့မိတ်ဆွေတွေကိုဒီကနေပြီးတော့လှူဆောင်ပေးရတဲ့တာဝန်တွေဝိတရားတွေကုညီလှူဆောင်ပေးရတဲ့အပိုင်ကဏ္ဍတွေမှာလည်းပဲအချိန်လုံလောက်မှုနည်းတဲ့အတွက်ရိုက်ကူးရေးပိုင်းတွေမှာအားနည်းသွားတာဖြစ်ပါတယ်အဲ့တော့ပုံမှန်အတိုင်းဆက်လက်ပြီးတော့ကျွန်တော်တို့ရိုက်ကူးပြီးတော့တင်ပြနိုင်အောင်လည်း စင်ဆက်မပြတ်ကြိုးစားပါတယ်ကျွန်တော်တို့မိษွေတွေကို မလေးစားတာမဟုတ်ပါဘူးမလေးစားတဲ့အမှုရလည်းမဟုတ်ပါဘူးเนาะအမြဲတမ်းလေးစားပါတယ်အမြဲတမ်းချစ်ခင်ပါတယ်အဲ့တော့နောက်တစ်ခုကကျွန်တော်ဒီလားကုံလောက်ဆိုရင်ကျွန်တော်တို့ယူရောမင်္ဂလာချမ်းနေပြီးတော့ခုနှစ်ရက်သားသမီးများအတွက်အကျိုးများစေမဲ့ယူရောမင်္ဂလာချမ်းရဲ့နေ့စဉ်အခပေးခေါ်စရန်လေးတွေလည်းရိုက်ကူးပြီးတော့တင်ပေးနိုင်ဖို့အတွက်ကြိုးစားနေပါတယ် ကျတော့ယူရမင်္ဂလာချံဘိုးတော်ဦးနေရလွဲပြီးတော့ကျန်တဲ့ရက်ဒီမှာပေးရမရှိဖွင့်ပါတယ်။ဤသူမဆိုလွတ်လွတ်လပ်လပ်လာပြီးတော့ရေရရာခြေနိုင်ပါလေ။ကျတော့ယူရမင်္ဂလာချံပြုတ်လုတဲ့ရေရရာတွေအားလုံးကအခချင်းဝင်မယူဘဲနဲ့အခမဲ့မေတ္တာနဲ့ပြုတ်လုဆောင်ရွက်ပေးတဲ့ရေရရာတွေဖြစ်ပါတယ်နော်။တောက်ကြသားသမီးတွေအတွက်ကျွန်တော်တို့ကံကြမ္မာဖတ်ကြပေးမှာဖြစ်ပါတယ်။တောက်ကြသားသမီးတွေအတွက်ကြလာတဲ့တေရောနမိကကြတော့ကျယ်ပွင့် ဧကရီဆိုတဲ့သင်္ကေတနာမည်ဖြစ်ပါတယ်။ကျယ်ပွင့်ဧကရီနမိတ်ကကြတော့ကျယ်ပွင့်ဆိုတာအောင်မြင်ခြင်းပါပဲ။ဒါတော့တာကြသားသမီးတွေရဲ့ကံကြမ္မာပွင့်လန်းတယ်။ကံကြမ္မာကောင်းတယ်။အောင်မြင်နိုင်တဲ့ကံစားတာတွေအပြည့်အဝရှိပါတယ်။ဒါတော့ကုမ္ပဏီဝန်ထမ်းလုပ်တွေအစိုးရဝန်ထမ်းလုပ်တွေလောက်ကင်ဆောင်ရွက်နေတဲ့တာကြသားသမီးတွေအတွက်ဆိုရင်လည်းဒီကာလမှာအင်မတန်မှပျော်ရွှင်စရာကောင်းတဲ့အချိန်ကာလဖြစ်တယ်။ အလုတ်ကန်နေအစဉ်ပြေခြင်း တိုးတက်ခြင်းအောင်မြင်ခြင်းတွေရှိတယ်အထက်လူကြီးဆရာသမားတွေရဲ့ချစ်ခင်မှုကိုခံလောဘကန်ဘက်တွေရဲ့ကူညီဖိတ်မှတ်မှုရကိုလုံးနေတဲ့အလုတ်ကန်နေအောင်မြင်ရုံမျှမက ကိုယ့်ရဲ့နာမည်ဂုဏ်သတင်းတွေပါကြော်ကြားပြီးတော့အစဉ်ပြေမဲ့ကံတာမျိုးရှိပါတယ်ဒါကြောင့်ဒီကလာမှာ စိတ်လဲချမ်းသာ ကိုယ်လဲကျမ်းမာတောက်ကြသားသမီးတွေဟာအလုတ်ကန်နေအစဉ်ပြေပါ ။ဒါကိုအနေနဲ့လုံးရင်ကောင်းမလားမကောင်းလားလို့လုံးတင်လားမလုံးတင်ဘူးလားပေါ့နော်။စိတ်ထဲမှာစဉ်းစားတွေးတောနေတဲ့ချိန်ဆနေတဲ့အလုပ်ကိစ္စတွေရှိမှဆိုရင်တောက်ကြသားသမီးတွေဟာအင်တိုင်းအားတိုင်းလုံးတင်ပါလား။နောက်နေ့ကတာကြသားသမီးတွေရဲ့ငွေကြေးနဲ့ပတ်သက်တဲ့ကံကြမ္မာမှာကြတော့နည်းနည်းလေးအခက်အခဲရှိနေတာကိုသတ်တွေ့ရတာပေါ့။ဒါတော့တာကြသားသမီးတွေကငွေကြေးကိုအကြောင်းပြုပြီးတော့နည်းနည်းလေးခက်ခဲတတ်ပါတယ်။ စိတ်မောလူမောကြုံရတတ်တယ်။ကို့မှာအလောက်ကင်နေအောင်မြင်လာလို့ငွေကြေးတွေအစဉ်ပြေလာတယ်။ဒါတည်းမှာငွေကြေးတွေပြည့်ပြည့်ဝဝဖြစ်လာတယ်။ဒါမဲ့အဲ့မှာကို့မှာအစဉ်ပြေလာတဲ့ငွေကြေးတွေကိုအကျွေးတွေပေးရင်ကောင်းမလား။လုပ်ငန်းတွေပဲထပ်ပြီးတော့တိုးချဲ့ရမလား။သားသမီးတွေပဲရင်းနှီးမြှုပ်နှံရမလား။အဲ့လိုမျိုးဝေခွဲမရဖြစ်ရမယ့်အခြေအနေမျိုးတွေတော့တောက်ကြသားသမီးတွေကြုံနိုင်ပါလေ။အဲ့တော့ပတ်စံမရှိလို့ ပူပန်ရတာဒါပတ်စံနေအစင်မပြေလို့တောကရောက်ရတာမျိုးမဟုတ်ဘူးเนาะတောကြသားသမီးတွေအတွက်ကြုံရတာကြတော့ပတ်စံရှိတာအလုပ်တွေလည်းအစင်ပြေတယ်ငွေကြေးလည်းအစင်ပြေတယ်အဲ့တော့ကို့မှာပတ်စံတွေပြည့်စုံလာရှိလာအဲ့ပတ်စံတွေရှိနေတာကြီးကိုရှေ့မှာချပြီးတော့ဒီပတ်စံကိုငါဘာလုပ်ရင်ကောင်းမလဲအဲ့လိုမျိုးလုံရင်လုံရင်နဲ့စဉ်းစားရင်စဉ်းစားရင်နဲ့တွေးတော်ရင်တွေးတော်ရင်နဲ့လမ်းရှောင်ရင်နဲ့လမ်းပြောက်သလိုဖြစ်သွားတာမျိုးဖြစ်တတ်တယ်ဒါမလို့ဒီချိန်မှာ ဆုံးဖြတ်ချက်မှာယွန်းတက်ပါတယ်။ငွေကြေးကိုအကြောင်းပြုပြီးတော့ဆုံးဖြတ်ချက်မှာယွန်းတက်တယ်အဲ့ဒါလေးတော့သတိထားပါနော်။နောက်ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်တဲ့ကံတာတာတဲ့တော်တော်လေးကောင်းပါလေ။ကွဲကွာနေတဲ့ဆွေမျိုးသားချင်းတွေနဲ့ပြန်ပြီးတော့စုံစည်းရတတ်တယ်၊စုံတွေ့ရတတ်တယ်။နောက်ကိုယ်နဲ့ရဝေးမှာအဆက်အသွယ်ပြတ်နေတဲ့ဆွေမျိုးသားချင်းတွေနဲ့ရုပ်တရက်မမျှော်လင့်မနဲ့အဆက်အသွယ်တွေပါလေပြန်ရတာမျိုးတွေဖြစ်တတ်ပါလား။ နောက်ချေးနော်ဟာပညာရေးနဲ့ပတ်သက်ရင်တော့နည်းနည်းသတိထားရမယ်။လူငယ်တွေပေါ့အဓိကပညာရေးနဲ့သူကနှလုံးသားမှာဓာတ်ဆိုင်တဲ့ကံကြမ္မာနမိတ်ကြ။အဲ့တော့ဘာနမိတ်လဲဆိုတော့အဓိကတော့ပညာရေးနဲ့နှလုံးသားရေးရဲ့ကြားထဲမှာပညာရေးကိစ္စတွေနှောင်းနှေးသွားတာတွေကြန့်ကြာသွားတာမျိုးတွေဖြစ်ရတယ်။နောက်ချေးနော်နဲ့ပတ်သက်ရင်တော့ခွဲပလား၁၀လုံးနာမိသားစုပျော်ရွှင်ကကုန်နေတဲ့ကံကြမ္မာနမိတ်ကြပါလား။ ဒါတော့တောက်ကြသားမိတွေရဲ့အခြေအနေနဲ့ပတ်သက်ရင်ကံစားတာကောင်းတယ်အိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့ကံစားတာကောင်းတယ်ချစ်သူနဲ့စုံစည်းရတတ်တယ်မင်္ဂလာကိစ္စတွေဆေးဆက်ကြုံလန်းကိစ္စတွေအောင်မြင်တတ်တယ်အိမ်တော်တွေဆိုရင်သားသမီးရင်သွေးရတနာတွေထုံငါတတ်တာပေါ့အဲတော့ဖက်ဖက်ကနေစိတ်ချမ်းသာရခြင်းစိတ်ပျော်ရွှင်ရခြင်း ကံကောင်းခြင်းတွေကြုံမဲ့အချိန်ကာလလေးလို့ပြောမယ်ဆိုရင်လည်းမမှားပါဘူးနော်အဲတော့ကြာသားသမီးတွေအတွက်ကျွန်တော်တို့အကျိုးပေးတဲ့ကံကောင်းတဲ့အရာောင်လေးတွေရှိပါတယ် အဲ့ဒါအပြာရောင်နဲ့အနီရောင်ဖြစ်ပါတယ်အပြာရောင်ကန်တာတာကောင်းတယ်အနီရောင်ကန်တာတာကောင်းပါတယ်အဲအကျိုးပေးတဲ့ကဏ္ဍလေးတွေကတော့6ကဏ္ဍတေကဏ္ဍအကျိုးပေးတယ်တေကဏ္ဍ6ကဏ္ဍအကျိုးပေးပါတယ်အဲ့တော့ဘာရေရာလောက်ရမလဲဆိုရင်အိုးလေးတစ်လုံးပေါ့နော် အောင်းအိုးလေးတစ်လုံးနဲ့မှတဲထည့်ရမယ်တဲလေးလက်6စုပ်လောက်ထည့်လိုက်ထည့်ပြီးတော့အုံညုံလေးစိုက်အုံညုံက6ညုံတဲအိုးထဲမှာအုံညုံ6 ချောင်းချောင်းစိုက်ပြီးတော့မြတ်စွာဘုရားလှူဒန်းဆုတောင်းမယ်ဆိုရင်ကိုယ့်ရဲ့မကောင်းတဲ့ကံတရားအညာကိုက်တွေပြေပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်။ဒါကြောင့်ယူရမင်္ဂလာချံကိုမြည်သူမဆိုနော်လာနိုင်ပါတယ်သင်တန်းတွေလည်းလာတက်နိုင်ပါတယ်နော်။အဲ့တော့ဗားစရာမင်းနေကရဲ့ကြီးနေဗရာကိုပြီးပါအောင်ဆိုတဲ့ပတိလေးတွေနောက်ဝါစိန်ကြီးအဆောင်လက်ပတ်လေးတွေဝါစိန်ကြီးအင်းစမဖျောင်းနိုင်လေးတွေနောက်တစ်ခုက ရွှေစည်းသားရောင်းမလေးတွေဒိုးကလေးတွေစတဲ့အဆောင်ရည်ရည်အပစ္စည်းလေးတွေအလိုရှိတယ်ဆိုရင်လည်းကျွန်တော်ယူရိုမင်္ဂလာချက်မှာလွတ်လွတ်လပ်လပ်လာဝယ်နိုင်တယ်လို့မလာနိုင်တဲ့သူတွေကလည်းအွန်လိုင်းကနေ Viber နေပြီးတော့ဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်နော်တရုတ်ကကျွန်တော်တို့တရက်နေ့ရက်နေ့ဆယ်နေ့ဖွင့်မယ်ဘီရင်တင်နန်းနေလဲလာပြီးတော့တက်နိုင်ပါတယ်เนาะကျွန်တော်ယူရိုမင်္ဂလာချမ်းမှာနေစဉ်နဲ့မြရေရာတွေကို အခမဲ့ ရရာကြီးမြူပဲနဲ့မြေတားတက်တဲ့စေနာတက်တဲ့နဲ့ကုညီဆောင်ရွက်ပေးနေတဲ့ရရာမြေလည်းဖြစ်ပါတယ်။မကြခင်မှာလည်းကျွန်တော်တို့ယူတော်မင်္ဂလာချံကစတင်တည်ထောင်မဲ့ meditation center စတော်မှာ ဖြစ်ပါတယ်။ကဲကျွန်တော်ရဲ့မိတ်ဆွေပေါင်းကိုကြမ်းမစိတ်ချမ်းသာလူရဆန္ဒပြေစုံပါစေလို့ဆုတောင်းမြတ်တာများလိုက်လိုက်လဲလဲပို့သလိုက်ပါတယ်။ ကျွန်တော်ရဲ့မိတ်ဆွေစနေသားသမီးများအားလုံးမင်္ဂလာပါနော်စနေသားသမီးများအတွက်ဗတ်စဉ်တောက်ကြံညနေ6:00နာရီဆိုရင်ကျွန်တော်တို့ပုံမှန်တင်ပြနေကြဖြစ်တယ်ဒုက္ခကျေပွင့်တဲတော်နမိတ်ကိုတဲတော်ကတ်ခொနကတ်ချပြီးတော့ကံကြမ္မာဖတ်ကြားပြမှာဖြစ်ပါတယ်ဒီဟောသံလေးကိုကျွန်တော်တို့ဗတ်စဉ်ပုံမှန်တောက်ကြံညနေ6:00နာရီဆိုရင်ပုံမှန်တင်ပြနေကြတယ် တည်ခဲ့တဲ့တပတ်နှစ်ပတ်ကကျွန်တော်တို့မတင်ဖြစ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်စနေသားသမီးတွေအတွက်ကံကြမ္မာဖတ်ကြားပေးမှာဖြစ်ပါတယ်စနေသားသမီးတွေအတွက်ကြာလာတဲ့ကံကြမ္မာနမိတ်လေးတွေရှိတယ်အဲ့ဒီနမိတ်ထဲမှာဆိုရင်တော့သူကခွပလာလေးလုံးဆိုတဲ့နမိတ်လေးပေါ့နော်ဒီနမိတ်ထဲမှာဆိုရင်တော့လူတယောက်ကဒီတစ်ပင်တစ်ပင်အောက်မှာထိုင်နေတာပေါ့ထိုင်နေတဲ့ဒီမှာရှေ့မှာသူကရွှေကလတ်၃လုံးကိုအစီကြီးချတာလား ိုင်းမှာဒီတိန်တိုင်တည်းကနေလက်တစ်ဖက်ကလည်းထွက်လာတယ်ထွက်လာပြီးတော့ရွှေကလတ်တစ်လုံးကိုလာပြီးတာအဲ့ဒါကိုအဲ့ဒီတိပင်အောင်မှာထိုင်နေတဲ့လူလင်ကရှေ့စိတ်မဝင်စားဘူးပေါ့ပြောရင်တော့စိတ်မဝင်စားဘူးအဲ့လိုနမိတ်မျိုးပါပဲဒီနမိတ်ကဘာလို့ညွန်ပြတာလဲဆိုတော့မလို့ကျင်တာတော့ရမယ်လို့ကံကြမ္မာနမိတ်ဖြစ်ပါတယ်အဲ့တော့စနေသားသမီးတွေရဲ့အလုတ်အကင်တွေနဲ့ပတ်သက်ရင်ကံသာတာကောင်းတယ်အလုတ်အကင်တွေနောက်တစ်ခုကအခွင့်ရေးတွေအခွင့်အလန်းတွေ အဖက်ဘက်ကနေပြီးတော့ဝင်ရောက်လာတတ်တဲ့အချိန်ကာလဖြစ်တယ်။အဲ့တော့အလုံးနဲ့ပတ်သက်ရင်ကံတရာကောင်းတယ်။စီးပွားရေးလုပ်ငန်းဆောင်တာတွေနဲ့ပတ်သက်ပြီးတော့ကံတရာကောင်းတယ်။မမျော်လင့်မဲ့နဲ့အလုပ်တွေအခွင့်အရေးတွေအခွင့်အလမ်းတွေအဖက်ဘက်ကနေဝင်လာတတ်တယ်။ဒါပေမဲ့ပြဿနာလေးတွေလည်းနည်းနည်းရှိတယ်။အခက်အခဲတွေလည်းနည်းနည်းရှိတယ်။အဲ့ဒီအခက်အခဲကဘာလဲဆိုတော့ဒီလောက်ကောင်းမွန်တဲ့အလုပ်ကံအခွင့်အရေးအခွင့်အလမ်းတွေကိုကိုယ်ကစိတ်မဝင်စားသလိုဖြစ်နေတာပေါ့။မလုပ်ချင်ဘူး။ နော်စိတ်မပါဘူးအလုပ်တွေကိုလှဲ့ကိုမကြည့်ချင်ဘူးတေချာပေါက်ပတ်စံရမယ်ဆိုတော့လည်းတည်တယ်တေချာပေါက်ဒီလာလေးတွေကိုကြိုးစားလိုက်မယ်ဆိုရင်နည်းနည်းတော့ကြိုးစားလိုက်တာနဲ့အောင်မြင်မယ်ဆိုတော့လည်းကိုကတည်တယ်ယုံနဲ့ယုံကြည်တယ်ကို့မှာလည်းလုံးနိုင်တဲ့အရေးချင်းတွေအရေးသေးတွေရတယ်အပြည့်အဝရှိတယ်ဒါပေမဲ့မလုံချင်တာစိတ်မဝင်စားလားလှဲ့မကြည့်တာအဲ့တော့ဘာဖြစ်လဲဆိုတော့ကိုရခင်ရတိုက်တဲ့ အလုတ်အကိုင်းအကျိုးအမြတ်အခွင့်အရေးအခွင့်အလမ်းတွေဟာလက်လွတ်ပြီးတော့ဆုံးရှုံးသွားတာမျိုးတွေဖြစ်တတ်တယ်။ကျောင်းစနေသားသမီးတွေဟာဒီကာလမှာစိတ်တွေလေနေတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ကျောင်းစနေသားသမီးတွေကိုကျွန်တော်အနေနဲ့အကြံဉာဏ်ပေးချင်တာကတော့ကိုယ့်ကိုယ်ကိုဖိုကပ်လုပ်လုပ်ဖို့ပါပဲနော်။ကိုယ့်ကိုပြန်ပြီးတော့တက်မှတ်ပါ။ကိုယ့်ကိုပြန်ပြီးတော့ဖိုကပ်လုပ်ပါ။ပြန်ပြီးတော့အလုပ်တွေကိုအာရုံစူးစိုက်ပါ။ ဒီချိန်မှာကံအားလျော်စွာနဲ့အလုတ်ကင်ခွေးကလန်းဒီအများကြီးဝင်ရောက်လာနိုင်တဲ့ကံကြမ္မာမျိုးရှိပါတယ်။ဒါရာဓုတိုးတယ်၊လာသာတိုးတယ်၊နေရာကောင်းရတယ်။ခွာရာဓုမတိုးခြင်။ကိုကရာဓုမတိုးခြင်း။ရာဓုမတိုးခြင်းမှာဘူးဆိုမှရာဓုတိုးပြေးလိုက်မယ်။ ။ဟိုလာသာလည်းမတိုးကြည်ဘူး။လာသာမတိုးကြည်တာတော့မှနေရာလာသာတိုးပေးတယ်။နေရာကောင်းနေလေရတယ်။ဒါကြောင့်ဒီချိန်မှာစနေသားသမီးတွေလှုပ်ရင်ကောင်းမလားမကောင်းလားလှုပ်တင်လားမလှုပ်တင်လားဆိုရင်လှုပ်လဲလှုပ်တင်နေ။နော်ကြိုးလဲကြိုးစားတင်နေ။အောင်မြင်မှုတွေလည်းမျောလင့်မထားလောက်အောင်ရနိုင်ပါလား။အဲ့တော့ငွေချင်းနဲ့ပတ်သက်တဲ့ကံစားရမှာကြတော့နည်းနည်းလေးအခက်အခဲဖြစ်တယ်ပေါ့နော်အဲ့ဒီအခက်အခဲကဘာလဲဆိုတော့စိတ်မောလူမောဖြစ်တာပေါ့ အတိတ်ကာလတုန်းကကြုံတွေ့ခဲ့ရတဲ့ငွေကြေးအဖူးတစ်တွေငွေကြေးနဲ့ပတ်သက်တဲ့အခက်အခဲတွေကြောင့်ဒီကာလမှာငွေကြေးကိုအကြောင်းပြုစိတ်မောလူမောဖြစ်ရတဲ့နောက်ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ပြီးတော့အနည်းငယ်စိတ်ညစ်ရတတ်ပါလေဆွေမျိုးသားချင်းချင်းချင်းအဆင်မပြေမှုတွေကြုံရတတ်လူမှုရေးကံတရာတွေမှာကြတော့ကိုယ်နဲ့ကွဲကွာနေတဲ့မိတ်ဆွေတွေအပေါင်းအသင်းတွေတကယ်ချင်းတွေနဲ့ပြန်လဲပြီးတော့စုံစည်းရတတ်တယ်တမ်းမာရေးကတော့ ခြေတောက်တွေပါရင်တတိထားရမယ်နော်ခြေတောက်လေးတာလို့ခြေတောက်တွေတရွဆွဲတာလို့အကြောတွေဒုက္ခပြတာတွေဖြစ်တတ်ပါလေ။နောက်ပညာရေးနဲ့ပတ်သက်ပြီးတော့သင်တန်းတက်နေတဲ့ပညာရေးကဏ္ဍမှာကျိုးသာထုတ်နေတဲ့ညီတွေညီမတွေကံတာတာတော့ကောင်းပါလေ။အောင်မြင်တဲ့ကံတာတာမျိုးရှိတယ်။နောက်စနေသားသမီးတွေရဲ့အခြေအနေနဲ့ပတ်သက်ရင်တော့ကျဲပွင့်၄ပွင့်တဲ့နမိတ်ပါပဲ။ကျဲပွင့်၄ပွင့်ဆိုတာအောင်မြင်မှုတွေကိုထွန်းထူတဲ့အကံကြမ္မာနမိတ်ပါ။ ပိဿုဗံအတိတ်နာကကာလသုံးပါးမှာကံကြမ္မာကောင်းခြင်းလို့အဓိပ္ပာယ်ရပါတယ်။အဲ့တော့အခြေအနေပတ်သက်ရင်ကံတရာကောင်းတယ်အိန္ဒိယနဲ့ပတ်သက်ရင်ကံသာတာကောင်းတယ်။ချစ်သူမရှိသေးတဲ့လူတွေချစ်သူရတတ်တယ်။အိန္ဒိယပြည်ကိုစီစဉ်နေတဲ့လူတွေချောချောမောမောအိန္ဒိယချရာတတ်တဲ့ကံကြမ္မာနမိတ်ပါ။အဲ့တော့ဘက်ဘက်ကနေပြီးတော့ကံသာတာကိုသုံးသပ်မယ်ဆိုရင်တော်တော်လေးကောင်းတယ်လို့ပြောရမှာဖြစ်ပါတယ်။ အဲ့တော့စနေသားသမီးတွေအတွက်အကျိုးပေးတယ်ကံကောင်းတဲ့အယောင်လေးတွေကတော့အဝါယောင်နဲ့အနက်ယောင်လည်းကောင်းပါနော်အဝါလေးတွေအနက်ကလေးတွေဝတ်ပါဆောင်းပါအဲအကျိုးပေးတဲ့ lucky ကနန်းလေးတွေပေါ့အဲ့တော့၅ကနန်း၊၇ကနန်း၊၇ကနန်း၊၅ကနန်းဖြစ်ပါတယ်အဲ့တော့ဒီချိန်မှာစနေသားသမီးတွေရဲ့ကံတာတာလေးတွေကောင်းအဖဖကနေအစဉ်ပြေအောင်အညာခိုက်ကင်းအောင်ဆိုရင် ရသော်ဗျာရှင်ကိုရောမြတ်ကြီးကိုပဒေါညော့ဆက်နှံ့ညော့နော်ပဒေါညော့ဆက်နှံ့ညော့ကတ်လို့ပူတော်ပြီးတော့ဆူတောင်းပါကိုယ်မကောင်းတဲ့ကံတရာအញ្ញံကြိုက်လေးတွေပြပြပြီးတော့ကောင်းစိုးလူရာဆန္ဒရရှိစေမှာဖြစ်ပါတယ်နော်အဲတော့အဘမင်းသိန်ခါကြီးကြီးနဲ့ပဒေါပြီးပေါ့ဆိုရပဒီလေးတွေနော်နော်ဝါစင်းကြီးအဆောင်လက်ပတ်လေးတွေဝါစင်းကြီးစမဖျောင်းနိုင်လေးတွေစည်းသားရောင်းမာလေးတွေဒူးကလေးတွေတခြားရသောအဆောင်ရရပစ္စည်းလေးတွေ လိုချင်တယ်ဆိုရင်ကျွန်တော်တို့ယူတော်မင်္ဂလာချမ်းကိုဗုဒ္ဓဦးနေရာလွှဲပြီးတော့ကျန်တဲ့နေ့ရက်အချိန်ဒီမှာလာပြီးတော့ဝယ်လို့ရပါတယ်အဲတော့ယူတော်မင်္ဂလာချမ်းကိုမလာရောက်နိုင်ဘူးကျွန်တော်တို့အရာဝေးရသူတွေပဲဖြစ်ဖြစ် online ရနေပြီးတော့ delivery နဲ့မာဂျင်တဲ့သူတွေဆိုရင်လည်းကျွန်တော်ရဲ့ Viber number ကနေပြီးတော့ဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်ကျွန်တော်ဟိုဒီယူတော်မင်္ဂလာချမ်းမှာဆောင်းရင်းကာလဦးပိုင်းမှာတော့နည်းနည်းလေးအေးလာပါပြီပေါ့နော် တော့အေးပိုင်းဒေသတွေမှာရှိတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေကျမ်းမာရေးခရီးဆိုင်ကြပါလို့အထူးတလည်းမှာကြလို့ပါလဲနောက်တစ်ခုကကျွန်တော်တို့မကြခင်မှာယူတော်မင်္ဂလာချမ်းကစတင်မဲ့ meditation center စူပါပြီးတော့တရားထိုင်တဲ့နေရာစူပါပြီးတော့တရားထုတ်တဲ့နေရာလေးလည်းစတင်တော့မယ်ဆိုတဲ့အကြောင်းကိုသတင်းကောင်းလေးပါလိုက်ရပါတယ်။ဒါအခုလက်ရှိကျွန်တော်ယူရောမင်္ဂလာချန်ကိုရောက်ရှိလာတဲ့သူတွေအားလုံး ဟိုလေဒီအလုပ်ကလေးတွေစပြီးတော့အလေးချင်းဖြစ်အောင်ချိုးစားဆောင်ရွက်နေပါပြီအဲ့တော့ကျွန်တော်ရဲ့မေဆွေစနေသားသမီးပေါင်းကိုချမ်းမစေချမ်းသာလိုရာစန္ဒပြေပါစေလို့ဆုတောင်းမြတ်တာပို့တာလိုက်ပါတယ်